အလုံးမဲမင်္ဂလာပါရှင်ခစ်တင်ယူချန်နယ်မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဟာလီကွိစကန်တိုက်ပွဲမှာလက်နက်ချဖို့ညှင်းဆန်ခဲ့တဲ့စကားစဘူကြီးကိုတပ်သားတွေကပြစ်တက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် တနင်္သာရီတိုင်းတဝဲခရိုင်တဝဲမြို့နယ်မောင်မဲရှောင်ကျေးရွာအနီးမှာဖြစ်ပွားတဲ့ဟာလီကွစ်စကန်တိုက်ပွဲမှာလက်နက်ချဖို့ညှင်းဆန်ခဲ့တဲ့စကားစပိုးကြီးကိုတပ်သားတွေကနောက်ကနေပစ်တက်ခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဧပြီ26ရက်နေ့မှာမောင်မဲရှောင်ကျေးရွာအနီးရေးတဝဲအမတ်ရှင်ပြည်တော်စုလမ်းမပေါ်မှာရှိတဲ့အကြံဖတ်စစ်တဲ့ရဲ့ဟာလီကွစ်စကန်ကိုတော်လန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်စဉ်စကားစဘက်ကပိုးကြီးတအူးသေဆုံးပြီးစကားစ16ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူဖမ်းဆီးရရှိခဲ့ပါဗျ။ ။အဲ့ဒီတိုက်ပွဲမှာစာကဆတပ်သားတွေကစာကဆဗိုလ်ကြီးရဲ့နောက်ဆိတ်ကိုတနက်နဲ့ပစ်ခတ်တက်ဖြတ်ပြီးလက်နက်ချခဲ့တာလို့ဗျူဟာ33စစ်စင်ရေးမှူးစောရာကိုကလည်းအတီးပြူကြောင့် PPTV ကဖော်ပြခဲ့ပါတယ်။ ဟာလီကွိစကန်တိုက်ပွဲကိုတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒူရကစစ်တောင်းဦးဆောင်မှုနဲ့ဒေါနာတက်ရင်ချေမုံရေးတပ်ခွဲခွနဲ့ LBF ရေပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YBPDF KNU တက်မဟာလေးတက်ရင်စနစ်တက်ခွဲ9အော်အော်စစ်တောင်းတဝဲဂါရီလာရီဗိုလူရှင်း4 DGRF ဂျဝဲ people liberation for tplf skygo drone 4 sgdf federal ဒူဝန်ကျေတပ်ဖွဲ့အရှိတောပြည်သူကာကွယ်ရေးအင်အားစုတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရရှိပါတယ်ဆလပီဖားကန့်ဦးတီလာတဲ့လမ်းပိုင်းများတွင်တိုက်ပွဲပြင်းထန်နေစစ်ကောင်စီတပ်ထိခိုက်မှုများတွေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဖားကန့်မြို့ဦးတီလာတဲ့လမ်းပိုင်းများတွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ထိခိုက်မှုများနေသည်ဟုကချင်စည်ရေးသတင်းရင်းမြစ်ကပြောပါရယ်။ စစ်ကောင်စီတပ်သည်မိုးကောင်း၊ကာမိုင်း၊နံရ၊လုံခင်၊ဖားကန့်၊လမ်းပိုင်းနှင့်မြကြီးနားနံပါတ်၁လဝါတနိုင်ဖားကန့်လန်တို့မှတက်စဉ်အင်အားအများပြားဖြင့်ဧပြီ23ရက်ကစတင်ကဖားကန်မျိုးတို့ဦးတီစကြောင်းထိုးနေပြီးရေလံပိုင်းနှစ်ခုရှိမအူပင်နံရနဲ့လဝါကြီးရွာတို့တွင်တိုက်ပွဲများပြင်းထန်နေခြင်းဟုကချင်စီရေးတရင်ရင်းမြများကပြောပါရယ်ဒီတစ်ခါတိုက်ပွဲကကိုကစောင့်တိုက်ရတာမို့အသာစီးရတဲ့နံရရွာဘက်ကို တိုးလာတဲ့စစ်ကြောင်းကိုတိုက်တာမှာတပတ်အတွင်းတရာလောက်သေးတယ်ကိုဘက်မှာကပြင်း င်းထန်တဲ့အထိကိမရှိပါဘူးမြေပြင်အနေထားမှာလည်းအသာစီးရထားတယ်ဟု KAI စီရေးသတင်းရင်းမြစ်ကပြောပါတယ်။နေရာကျေးရွာသည်ဘာကံမြို့နှင့်၁၂မိုင်ခန့်အကွာ၌ရှိပြီးအဆိုပါကျေးရွာရဲစခန်းကို၂၀၂၄တွင် KAI ကသိမ်းယူထားတယ်။စစ်ကောင်စီတပ်သည်မြေပြင်တွင်အထိနာနေတော့လေလေချောင်းပစ်ကူဖြင့်ရှေ့တိုးလာနေပြီးနေရာကျေးရွာကို ပြန်လည်သိမ်းပိုက်ရန်ကြိုးစားနေသည်ဟုဆိုတယ်။ ထို့အပြင်မြကြီးနားနံပါတ်2လဝါတနိုင်ဖားကန့်လမ်းမတက်စင်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကိုလဝါကြီးရွာတွင် KIA PDF ပူးပေါင်းတပ်ကတိုက်ခိုက်နေပြီးတိုက်ပွဲအလွန်ပြင်းထန်နေပါသည် ။မေလာတရက်ကတိုက်ပွဲအတွင်စစ်ကောင်စီတပ်မှ73ဦးသေဆုံးပြီးတအူးအရှင်ဖမ်းမိကစစ်ကောင်စီတပ်ဖွဲ့ဝင်များစုခွာထွက်ပြေးသွားကြောင်း KIA သတင်းရင်းမြစ်ကပြောပါရယ်။လက်ရှိတွင်ဖားကတ်မြို့အဝင်လမ်းပိုင်းများ၌တိုက်ပွဲများပြင်းထန်နေပြီးဖားကတ်ဒေသများအနေဖြင့်စစ်ရေးသတိပြုနေထိုင်ကြရန်ဖားကတ်ဒေသစစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသူများကတတိပေးပါရယ်။ဖားကတ်မြို့ကို KIA ကမထိန်ချုပ်နိုင်သေးတော့လဲစစ်ကောင်စီအုပ်ချုပ်ရေးရန်တွေကလည်းအပြေအဝလဲပတ်ခြင်းမရှိတော့ပေ။ဆိုင်းတောင်ကျေးရွာကို KIA ကထိန်ချုပ်ထားသည် ငလင်ကပ်ပေးကြောင်းစစ်ကောင်စီသည်အပြစ်ရစဲမည်ဟုကြေညာထားတော်လဲအမှန်တကယ်အပြစ်ရစဲခြင်းမရှိပဲလေးတောင်းပုံကျဲတိုက်ခိုက်မှုများဒုစစ်ဆင်မှုများလှုပ်ဆောင်ကကြေညာချက်အပေါ်အမျက်ထုတ်နေကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ပူကသတင်းဌာနသို့ပြောကြားပါတယ် ဧပြီ၂ရက်မှ၂၂ရက်အထိအပြည့်ရစဲမိဟုကြေညာချက်ထုတ်ပြန်ခဲ့ပြီးဧပြီ၂၃ရက်မှ30ရက်အထိထပ်မံတက်တန်းတူချောင်းကြေညာခဲ့သေးသည်။ထို့သောစစ်ကောင်စီသည်တရက်မှအပြည့်ရစဲခြင်းမရှိဘဲနိုင်ငံတော်ဝန်လီချောင်းမှဘုံကျဲတိုက်ခိုက်မှုများတိုးစစ်ဆင်မှုများလုပ်နေကြောင်းတော်လှန်ရေးတပ်ဖွဲ့များကပြောသည်။ ဆက်လက်ပြီးမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲကငလင်ကယ်ဆယ်ရေးအတွက်အပြစ်ခတ်ရယ်ဆယ်ရေးကာလတလဒုတိယအကြိမ်ထပ်မံတက်တန်းတိုးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကိုကန် MNDAA ရခိုင် AA နဲ့ပလောင် TNL တို့ပါဝင်သောမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲကအပြစ်ခတ်ရယ်ဆယ်ရေးကာလကိုတလထပ်မံတက်တန်းတိုးကြောင်းယမန်နေ့ညပိုင်းထုတ်ပြန်ကြမှာကြေညာပါတယ်။ မလ20ရှိရနေမြန်မာနိုင်ငံတွင်လှောက်ခတ်ခဲ့သောပြင်အား8.8အစင်းရှိအင်အားအလွန်ပြင်းကလေးကြီးနှင့်နောက်ဆက်တွဲကလေးငယ်များကြောင့်ပျက်စီးဆုံးရှုံးသွားသောအဆောက်အုံများကိုရှင်းလင်းဖယ်ရှားရန်ငလင်းအပြက်အစီးအဆောက်အုံများအကြားအသက်ရှင်နေထိုင်ကြရစ်နေသောလူနှင့်အိမ်မွေးတိရစ္ဆာန်များကိုရှာဖွေကယ်ဆယ်ရေးလုံနိုင်ရန်အတွက်အပြစ်ခတ်ရယ်ဆယ်ရေးကိုမေလ10ရက်နေ့မှမေလ30ရက်နေ့အထိထပ်မံတက်တန်းတိုးချောင်းကျင်းပသည် မြောက်ပိုင်းညီနောင်မဟာမိတ်တုံးပွဲကဧပြီလ10ရက်နေ့မှဧပြီလ30ရက်နေ့အထိတပတ်သက်အပြည့်ရကြောင်းပထမအကြိမ်ကျင်းညာခဲ့ပြီးနောက်ယခုအခါဒုတိယအကြိမ်ထပ်မံ၍တလအပြည့်ရကြောင်းကျင်းညာခြင်းလည်းဖြစ်သည်ဒုတိယအကြိမ်အပြည့်ခက်ရစေမှုတလကြာကျင်းညာရခြင်းမှာငလင်ကြောင်းကဲဆဲရေးလုပ်ငန်းစဉ်များသည်တလတာကြသည့်တိုင်အောင်ရှင်းလင်းဖေချာရေးလုပ်ငန်းများကိုထိရောက်စွာလုပ်ကိုင်နိုင်ခြင်းမရှိသေးကြောင်းထို့ကြောင့်ငလင်နောက်ဆက်တွဲလုပ်ငန်းများနှင့်ဆက်ဆက်သောလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန်အကြိမ်ထပ်မံလိုနေမည်ဖြစ်သောကြောင့်လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာတဖက်သက်အပြည့်အကာလာကိုချက်မှန်၍နောက်ထပ်တလတတ်တန်းတိုးချင်းဖြစ်သည်ဟုမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘွဲကဆိုပါတယ်မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲ့အနေဖြင့်စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင်မိမိကိုယ်မိမိခုခံကာကွယ်သောတုံ့ပြန်မှုမျိုးမလွဲ၍စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုးပြုလုပ်မည်မဟုတ်ကြောင်းကြေညာထားသည်။အကြံဖတ်စစ်ကောင်စီကဧပြီလ၂ရက်နေ့မှဧပြီလ30ရက်နေ့အထိအပြည့်ခတ်ရက်စဲရေးနှစ်ကြိမ်ကြေညာခဲ့ပေမယ့်မေလ၁ရက်နေ့မှာတော့အပြည့်ခတ်ရက်စဲရေးကိုထပ်မံတက်တန်းထိုးခြင်းမပြုတော့ပေ။ ဆက်လက်ပြီးတရုတ်အကူအညီဖြင့်လာရှိုးကိုစစ်ကောင်စီကပြန်လည်ရရှိတော်လဲအရှိမြောင်တိုင်းစစ်ဌာနချုပ်ကိုလာရှိုးတွင်ပွင့်လင်းကြံမရှိတော့ဘဲမိုင်းရံနဲ့တန်ရံတွေမျိုးတစ်ဖို့အခြေစိုက်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ကတင်ပိုက်ထားသောလာရှိုးကိုစစ်ကောင်စီကပြန်လည်ရရှိလိုက်ပြီးဖြစ်တော်လဲအရှိမြောင်တိုင်းစစ်ဌာနချုပ်ကိုလာရှိုးတွင်ပွင့်လင်းရံမရှိတော့ဘဲမိုင်းရံနဲ့တန်ရံတွေမျိုးတစ်ဖို့အခြေစိုက်ထားကြောင်းမြေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကသတင်းဌာနသို့ပြောဆိုပါရယ်။ ဧပြီလ22ရက်နေ့မှစတင်ပြီးစစ်ကောင်စီကလာရှုမြို့ကိုပြန်လည်ရယူထားတော့လဲအရှိမြောက်တိုင်းစစ်ဌာနချုပ်ကမှအခြေစရရန်မရှိတော့စကားစစစ်စင်ရေးကိုကဲမှုဌာနချုပ်အဆင့်သာပြန်လည်ဖွဲ့စည်းထားမည်ဖြစ်ကြောင်းသိရှိရပါတယ်ရမခတိုင်းစစ်ဌာနချုပ်ကိုတော့လာရှိုးမှာပြန်အခြေစိုက်ဖို့မရှိပါဘူး။စကခအစင်ပဲပြန်လည်ဖွဲ့စည်းမယ်လို့သိရပါဗျ။လန်ဒန်နဲ့လူအင်အားတွေပြန်ပို့ပြီးငကိုမူလတန်ရင်တွေပြန်လည်တိစောက်ဖွဲ့စည်းနေပြီဖြစ်ပါတယ်။လာရှိုးစေယုံကြီးလည်းပြန်လည်ဖွဲ့မည်။လာရှိုးခရိုင်အစင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ာနာလည်းပြန်လည်ဖွင့်လှစ်ပါမည်။နှကူလိုတော့တိုင်းစစ်ဌာနချုပ်မျိုးတော့ပြန်လည်ပြီးတော့မလုပ်တော့ဘူးလို့သိရပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါတယ်။2024ခုနှစ်ဩဂုတ်လ3ရက်နေ့တွင် MNDAA ကလာရှိုးရှိအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်စစ်ကောင်စီကယာယီအဖြစ်မိုင်းရဲနဲ့တန်ရဲဘတ်တွင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ယာယီပြန်လည်ဖွဲ့စည်းခဲ့ကြောင်းယခုအခါအရှိမြောက်တိုင်းစစ်ဌာနချုပ်အသစ်ကိုမြို့သစ်စီမံချက်ဖြင့်မိုင်းရဲနဲ့တန်ရဲတွင်အခြေချထားပြီဖြစ်ကြောင်းသိရပါသည် ် MNDAA ကတိုက်ခိုက်သိမ်းပိုက်ထားသောလာရှိုမျိုးကိုနိုင်ငံရေးဖီယာများကြောင်းအာနာသိန်းစစ်ကောင်စီတံပြန်လည်ပေးအပ်ခဲ့ရကြောင်းကိုကန့်သတင်းစင်တွင် April 26ရက်နေ့ကတရားဝင်ထုတ်ဖော်ကြေညာခဲ့ပါတယ်တရုတ်ဤဂျောင်းဝင်စိစက်ပေးမှုအရာစစ်ကောင်စီကလာရှိုးမျိုးပေါ်ရက်ကွက်၁၂ခုကိုပြန်လည်အုပ်ချုပ်သွားမည်ဖြစ်ပြီးမျိုးပြင်ပမျိုးပပလေကို MNDAA ကတက်ဆွဲထိန်ချုပ်ထားသည်။ ။တရုတ်အစိုးရ၏ဂျာဝင်ဆောင်ရွက်မှုဖြင့်ယခုနှစ်ဇန်နဝါရီလ18ရက်နေ့ကူမင်းဆွေးနွေးပွဲတွင်စစ်ကောင်စီနှင့် MNDAA တို့အကြားအပြည့်ခတ်ရစဲရန်သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ကျမ၏တရင်တင်ဆက်မှုကိုဒီမှာပဲရနာကွင်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။